န္ဒိယဟာဒီနေ့ဧပြီလကတမူးမြို့အနောက်ဘက်မှာရှိတဲ့ရဲစက်မှတ်တိုင်59 60ကျား85 86ကျားမှာမြန်မာဘက်ခြမ်းကိုပေ600ခန့်ကျူးကျော်ပြီးခြံစည်းရုပ်ခတ်နေတာကြောင့်အာရခိုင်ပြည်နယ်တိုက်ပွဲတွေကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြေးသွားတဲ့စစ်သား34ယောက်ကိုအေးထုတ်ပြီးပြန်ပေါ်ရတယ်မင်းတို့နိုင်ငံကြီးကပြည့်စုံပြီးပုံမှန်လာနေငါသားဆူလာရတယ်အလကားဖြစ်ကုန်မှာပေါ့ဟုတ်တာပဲ မင်္ဂလာပါဆက်ပါမိမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျပြပသူတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ကပအကြီးစားဆုံးဟာတာလေးနဲ့အစားဖွင့်ပြရတယ်အမှုကြီးမြောက်လိုင်းရဲ့ကျမရုရှားခီးစင်မှာကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်လာနိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်အမှုမို့ကချင်ထဲမှာဒီလောက်ဆုတ်ဖြတ်တက်နေတဲ့ကချင်ရှိလားဗျာဟိုကချင်လူမျိုးတွေကိုကျွန်တော်စောင်းရမ်းလေးသားရတော့စောင်းရမ်းလေးချစ်တယ်တိုင်းသားလေးအားလုံးကိုချစ်တယ် ြည်အောင်ပြပါမလို့တိုက်ခေါ်နေရဲ့ပြောတဲ့စကားကလည်းဆက်ရောက်မေးဆက်ရောက်လုံးဒီစကားပဲဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ကိုနေဖြုတ်ချက်ဘလို့ဖြုတ်လဲဆိုတာကြည်အောင်ယောခက်တော့ခက်နေပါပြီမင်းတို့နိုင်ငံကြီးက ESME ပုံမှန်လားနေငါသားဆိုလာဗျာဒီလကားဖြစ်ကုန်မှာပေါ့ဟုတ်တာပဲအဲ့လိုကျွန်တော်နော်ချစ်ချစ်ထားထားပြောရင်တကယ် ပိတ်တလေးနဲ့နဘေးပြက်ပဲဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့အတွက်စောက်ရန်ခွန်အားရှိဖို့ကောင်းတဲ့သတင်းလေးပါလဲဆိုတော့နော်ရခိုင်ပြည်နယ်တစ်ခုလုံးကိုအေးအေးအပိသက်ထိန်ချုပ်ဖို့ရအတွက်နည်းနည်းလေးပဲလိုတော့တယ်အာရခိုင်ပြည်နယ်တိုက်ပွဲတွေကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့စစ်သား34ယောက်ကိုလင်းလှုပ်ပြီးပြန်ခေါ်ရတယ်စစ်ကောင်စီကတော့နော်လင်းလှုပ်ပြီးပြန်ခေါ်ရတယ် တော်ရလေဒါပြောမယ်ဆိုရင်တော့ဒီကောင်နေကကန်ဆိုးတာလို့ပြောရမှာဒီလိုဒီကာလဒီအချိန်နေမှာအခုလိုမျိုးလင်းနဲ့လှုပ် ပြီးတော့မှပြန်ခေါ်ပြီးဆိုရင်မင်းတို့ကိုကောင်းကောင်းဝန်ဝန်ဒါထားမှာတော့မဟုတ်ဘူးမင်းတို့ကိုယ်တိုင်ကစားထွက်ပြေးတဲ့ကောင်နေဖြစ်တဲ့အတွက်တေချာပြန်ခေါ်ပြီးရင်ပြန်တိုက်ခိုင်းပါဘောနော်ကောင်နေကတော့လောကကန်ဆိုးတာပဲဒါတခုရှိတာကဟိုကျွန်တော်ဥမာအနေနဲ့ပြောမယ်ဆိုရင်အာကြက်ဟိုပါဘောနော်ဟိုကြက်ပွဲတွေမှာပဲဘောနော်ရှုံးတဲ့ကြက်ကလောက ဒါပြန်ပြီးတော့တဲလို့မရတော့တဲ့အနေထားဗျာလုံးဝပြန်ပြီးတော့ခိုးလို့မရခိုးခိုင်းလို့မရတော့ဘူးဗောနော်အဲ့လိုပုံစံမျိုးဖြစ်မှာပဲသူတို့တွေကတစ်ခါလက်နဲ့ချဘူးလေတစ်ခါထွက်ပြေးဘူးလေအဲတစ်ခါခုနလိုလမ်းဘူးထောင်ဘူးပြီးသားဗောနော်အဲ့ကြအဲ့လိုနေကပကန်ဆိုးဆုံးလူသားတွေဗောနော်အဖရဲ့သားတွေ30ကျော်တနာတော့တနာပါတတ်နိုင်ဘူးဗျာဒီထားမှာနောက်ထပ်သူတို့ကိုဘယ်လိုမျိုးကိစ္စပဲခိုင်းခိုင်းဗောနော်သူတို့ကောင်းကောင်းမွန်လုပ်နိုင်မှာမဟုတ်တော့ဘူး ညင်ခုနကလိုတိုက်ခိုင်းတဲ့ကိစ္စပူဆိုးတယ်ပေါ့နော်။အင်းငါတို့ကထွက်ပြေးလို့ဒါဟိုပါပေါ့နော်အသက်ရှင်ရတယ်ဆိုတဲ့ဟာကိုသိသွားရင်သူတို့အသက်ရှင်ဖို့ထွက်ပြေးရတာပဲလို့လောက်တော့မှာပေါ့နော်။အဓိကတော့ခုနကလိုအာနာရှင်အတွက်အသက်ပေးပြီးတော့တိုက်မယ်ဆိုတာတော့မဖြစ်နိုင်တော့ဘူး။လုံးဝပဲ။ဘာလို့ဆိုရင်အဲ့နေရာဒီအဲ့နေထားဒီမရောက်ခင်မှာမင်းတို့ရောက်တာနဲ့ချက်ချင်းသာပြေးပေါ့နော်။အဲ့ဒါပဲ။ဒါသူတို့အတွက်အကြံပေးရမှာပေါ့။မင်းတို့ကောင်းနေဘယ်နေရာရောက်ရောက်နောက်ကြတဲ့ချက်တော့တက်ဆက်ပေါက်ဆိုပြီးပြေးတာပြေးလက်နဲ့ပါယူပြီးပြေး ငါတို့တော်လိုင်းတက်ဖွဲ့နေဒီမှာခိုးလို့အဲ့ဒါဆိုမင်းတို့ဘွားထွက်မင်းတို့အသက်ထွက်ငါတို့တွေအာမခံပေးမယ်ဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့နိုင်ငံမှာနွားကွဲလို့ကြားဆွဲတယ်เนาะအုတ်ချုပ်နေတဲ့အသူတွေအသုံးမချလို့မို့ကျွန်တော်တို့နိုင်ငံနိုင်ငံမှာပျောက်နိုင်တယ်ဗျာတပြေးပြေးနဲ့ဟိုဘက်ကတိုးလာလိုက်ဒီဘက်ကတိုးလာလိုက်နဲ့အိန္ဒိယကမြန်မာနိုင်ငံပိုင်းနဲ့တဲဝင်ပြီးချန်စီယိုကာနေတဲ့အပေါ်ဓမုံမျိုးကပြည်သူကာကွယ်ရေးတပ်တွေကန့်ကွက်တားမြစ်ထားပေမဲ့အိန္ဒိယအစိုးရကဆက်လက်လှုပ်ဆောင်နေပါတယ် ဒါကြောင့်အိန္ဒိယအစိုးရရဲ့လုပ်ရက်ကိုဘယူကိုမဆိုင်တာမင်းတို့အစိုးရကိုအိန္ဒိယအင်အားစုတွေကပြစ်တင်ရှုံချနေကြတာပါ။အင်းအိန္ဒိယနိုင်ငံမဏိပူပြည်နယ်နဲ့တမိုးမြို့နယ်ခြားကနေဆက်ချန်းစီယိုကို2020ဂျော်လာကဆလို့အိန္ဒိယအစိုးရကစီယိုကာခဲ့ပြီးဟုတ်ပြီ။တရှိမှာတမိုးမြို့အနီးရောက်လာတာဖြစ်ပါတယ်။ဟမ်။နေကျော်တာ400လောက်ရှိတယ်။တနေရာကစစ်ကောင်စီစိုးမိုးတဲ့တမိုးမိုရေးမြို့ကြားမှာ300ကကျွန်တော်တို့ဒေါ်လန်ကြီးအဖွဲ့စိုးမိုးတဲ့နေရာပါလို့ တမူးမြို့နယ်ကာကွယ်ရေးရဲဘော်တအူကပြောပါလေအိန္ဒိယဟာပြီးခဲ့တဲ့ဧပြီလကတမူးမြို့အနောက်ဘက်မှာရှိတဲ့နေဆက်မှတ်တိုင်59 60ကြား85 86ကြားမှာမြန်မာဘက်ခြမ်းကိုပေ600ခန့်ကျူးကျော်ပြီးခြံစည်းရုပ်ခတ်နေတာကြောင့်တမူးခရိုင်အမှတ်တက်တရင်ကတွားရောက်တားမြစ်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေရာမှာယာကြီးရပ်တန့်ထားခဲ့ပေမဲ့မှတ်တိုင်80နဲ့83ကြားမှာတော့မြန်မာဘက်ကိုဝင်ပြီးဆက်ကာနေတာကြောင့် တမိုးခရိုင်အမှတ်3တရင်ကထပ်ပြီးတော့တမ်းမြစ်ထားခဲ့တယ်လို့ဆိုပါတယ်။ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တာကဘောမတွေကိုငါတို့ရဲ့အမေတလက်မတောင်ထိမခံဘူးเนาะအယိုးနဲ့ကာကွယ်မယ်ဆိုတဲ့လူတွေကျန်းဖော့ပါတီခင်ကြီးတို့အဖွဲ့ဘယ်ရောက်နေလဲပေါ်တင်ကြီးကိုလုံနေတာကျူးကျော်နေတာတော့ခင်ဗျားတို့တွေဘာမှမလုံနိုင်ဘူးလားမလုံနိုင်ရင်လေနေရလွှဲပေးလိုက်လေဗျာလုံနိုင်တဲ့သူကိုလုံမှာပေါ့ကျွန်တော်တို့အမေအားလုံးကိုထိမ့်ချုပ်သွားလိမ့်မယ်